ီတစ်ပတ်နိုင်ငံတကာသတင်းတွေတဲ့အပြစ်ခတ်ရစေးရေးလှုပ်ဆောင်နေတဲ့ဂါဇာမှာမတည်ငြိမ်ဖြစ်လာတဲ့အခြေအနေတွေနဲ့ယူကရိန်းရုရှားသတင်းတွေကပဲဆက်လက်ဥဆောင်ကလွှမ်းမိုးနေသေးဖြစ်ပါတယ်။ဂါဇာကမ်းမြောင်မှာနှစ်နှစ်ကြာခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့အမေရိကန်ရဲ့ဂျားဝင်ပေးမှုနဲ့အစ္စရေးနဲ့ဟာမတ်တို့ဂျားမှာဒဇာကန်လဲလှယ်မဲ့အစီအစဉ်နဲ့စတင်ခဲ့ကြပါတယ်။ဒဇာကန်လွှဲပြောင်းတဲ့ကိစ္စမှာ ဟာမတ်ဘက်ကနှေးကွေးနေတာကြောင့်အစ္စရေးဘက်ကမကြည်မနက်ဖြစ်လာခဲ့ပါတယ်။ပြစ်ခတ်ရစေးရေးလှုပ်ဆောင်နေချိန်မှာပဲအစ္စရေးဟာအောက်တိုဘာ19ရက်ကဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့ဝင်2ဦးကိုဟာမတ်ဘက်ကတပ်ဖြတ်ခဲ့လို့လက်တုံပြန်လာလို့ဆိုပြီးရဲ့နောက် အပြစ်ခတ်ရစေးပြန်ဆပြီလို့ကြေညာခဲ့ပြန်ပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီးတအူးနဲ့ကလေးတအူးအပါအဝင်26ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဂါဇာဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ဂါဇာအပြစ်ခတ်ရစေးကိစ္စအပေါ်တရုတ်ဘက်ကကြိုးသူထောက်ခံတယ်လို့ထုတ်ဖော်ပြောကြားထားသလိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အပြစ်ခတ်ရစေးမှုဟာဆက်လက်ရှိနေဆဲဖြစ်တယ်လို့အတည်ပြုထားပြီးအပြစ်ရချိုးဖောက်မှုဟာ ဟာမတ်ကောင်းဆောင်ပိုင်းနဲ့မပတ်သက်နိုင်ဘူးလို့သတင်းထုတ်တွေကပြောပြခဲ့ပါတယ်။ဟာမတ်ဘက်ကတော့အပြစ်ရတာကိုလေးစားလိုက်နာသေးဖြစ်ပြီးယာဖာမှာဖြစ်ခဲ့တာတွေကိုမသိဘူးလို့တုံ့ပြန်ထားပါတယ်။ဟာမတ်မှာတပ်ဖွဲ့ကွဲ40လောက်ကွဲနေပြီးတချို့တွေဟာအပြစ်ရလိုက်နာပြီးတချို့ကမလိုက်နာဘူးဖြစ်နေတယ်လို့လည်းဒူးတမရ JD Banks ကအမှတ်ချက်ပေးထားပါတယ်။လက်တလုံးမှာတော့ဂါသာဒေသအတွက်တရက်ကူအစားအသောက်တန်ချိန်960လောက်ဝင်ရောက်နေပြီမဲ့ လိုအပ်ချက်မြင်မာနေသေးဖြစ်တယ်လို့ကုလသမဂ္ဂကပြောကြားထားတယ်လို့လူပေါင်း4200လောက်ဟာလေဒဏ်ရာတွေနဲ့ရှင်တန်နေထိုင်ကြရပြီးအရေးပေါ်ပြန်လည်ကုသဖို့လိုအပ်နေရလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုထားပါတယ်၃နှစ်ခွဲအထိကြာမြင့်လာတဲ့ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ဒေါ်နယ်ထရန့်နဲ့ဇီလန်စကီတို့ဟာအောက်တိုဘာ၁၈ရက်ကအင်ဖြူရောမှာတွေ့ဆုံခဲ့ကြပါတယ် ဒီတွဲဆောင်ပွဲဟာအလွန်စိတ်ဝင်စားဖို့ကောင်းပြီးပူတင်ကိုလည်းပြင်းပြင်းထန်ထန်အကြံပြုခဲ့တယ်လို့တပ်ဖြတ်မှုတွေရပ်တန့်ပြီးသဘောတူညီချက်တစ်ခုချမှတ်ဖို့အချိန်တန်ပြီလို့ဇီလန်စကီးကိုပြောခဲ့ကြောင်းဖရန့်ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ယူကရိန်းဟာရုရှားကိုစစ်နိုင်မယ်လို့မထင်ကြောင်းဒါပေမဲ့ဘာမဆိုဖြစ်နိုင်ကြောင်းဖရန့်ကမှတ်ချက်ပေးထားခဲ့ပြီးလက်ရှိအခြေအနေအတိုင်းတိုက်ပွဲရပ်ဖို့ဇီလန်စကီးနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။ဖရန့်နဲ့တွေ့ဆုံမှုဟာ တူမာဟော့စ်ဒုံးကြီးတွေမရခဲ့ပေမဲ့အပြူသဘောဆောင်ခဲ့တယ်လို့ဇီလန်စကီးကပြောခဲ့ပါတယ် I think that Russians afraid about Tomahawks really afraid because it's strong weapon ဇီလန်စကီးနဲ့မတွေ့ခင်နိုင်ပိုင်းလူမှာထရန့်ကပူတင်နဲ့ဖုံးပြောခဲ့ပြီးဒုံးကြီးမပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဇီလန်စကီးကပက်ထရီယော့လေကြောင်းကာကွယ်ရေးစနစ်တွေအမြန်ရဖို့တောင်းဆိုခဲ့ပြီးယူကရိန်းအရှေ့ပိုင်းဒိုနက်စ်နဲ့လူဟန်ဒေတာတစ်ခုလုံးကို ရုရှားကတောင်းစုနေသေးဖြစ်တယ်လို့ထရန့်ကပြောဆိုထားပါတယ်။ဒီလိုပိုင်နဲ့နေပြီးအဆုံးရှုံးခံမှုဘယ်တဦးတယောက်ကမှယူကရိန်းကိုဖိအားမပေးသင့်ဘူးလို့ပိုလန်ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။ယူကရိန်းဟာအောက်တိုဘာ18ရက်မနေ့အစောပိုင်းကဒရုန်းတွေနဲ့ရုရှားကိုတိုက်ခိုက်ခဲ့ပြီး60ဒဇင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ပင်လယ်နဲ့နဲ့ခရိုင်းမီးယားဒေသတစ်ခုထဲမှာတင်ဒရုန်း30ဒဇင်းပြစ်ချနိုင်ခဲ့တယ်လို့ရုရှားဘက်ကထုတ်ပြန်ထားပါတယ်။ယူကရိန်းဒရုန်းတွေပြစ်ချဖို့ကြိုးစားရင်း ခရိုင်းမီးယားဒေသမှာရုရှားတိုက်လေယာဉ်တစ်စင်းပြက်ကျခဲ့ပါသေးတယ်။ရုရှားဘက်ကဒရုန်းမျိုးစုံအစင်း80နဲ့တံပြန်တိုက်ခိုက်ခဲ့ပြီး35စင်းကိုပြစ်ချနိုင်ခဲ့ပေမဲ့ဆယ်စင်းဟာပြင်းမှတ်တွေကိုရောက်မလာလို့ပြင်းမချနိုင်ခဲ့တဲ့အတွက်ကီယက်ဒေသကစွန့်ရင်အခြေခံအဆောက်အအုံတစ်ခုအထက်မြင့်လူနေတပ်ခန်းတွေနဲ့မိသက်ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပြီးခက်စော့ဒေသမှာလည်းအထက်မြင့်တပ်ခန်းတွေထိမှန်ပျက်စီးခဲ့တယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ထားပါတယ်။စစ်ပွဲဆုံးသတ်ဖို့အတွက်ထရန့်ဟာ ပူတင်နဲ့ဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့မှာဆွေးနွေးဖို့စီစဉ်ခဲ့ကြပေမဲ့ရဲအတိအကျကိုထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ဟန်ဂေရီယာ ICC မှာနှုတ်ထွက်ခွင့်တင်ထားပေမဲ့2026ခုနှစ်ဇွန်လအထိတရားဝင်နှုတ်ထွက်ခွင့်မရသေးတဲ့အတွက် ICC ရဲ့ဖမ်းဝရမ်းထုတ်ခံထားရတဲ့ပူတင်ကိုဖမ်းဆီးပေးရမယ့်တာဝန်ရှိနေစေဖြစ်ပါတယ်။အလားတူ ICC ဖမ်းဝရမ်းထုတ်ခံထားရတဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကိုလည်းဖမ်းဆီးခြင်းမျိုးမရှိခဲ့သလို့ 2025ခုနှစ်အစောပိုင်းကလာရောက်ခွင့်ပြုခဲ့ပါသေးတယ်။ဘူဒါပက်စ်ကိုသွားမဲ့ပူတင်ရဲ့လေရင်ဟာပိုလန်လေကြောင်းပိုင်တဲ့ကိုဖြတ်တန်းလာခဲ့ရင်မြေပြင်ဆင်းအောင်ပိုလန်တိုက်လေရင်တွေနဲ့လှုပ်ပြီး ICC တန်ဖမ်းဆီးပို့ဆောင်ပေးမယ်လို့ပိုလန်နိုင်ငံယာယီဝန်ကြီးကပိုလန်အတန်လွင့်ဌာနကနေပြောဆိုထားပါတယ်။ဘူဒါပက်စ်မြို့အနီးကဟန်ဂရီနိုင်ငံရဲ့အကြီးဆုံးရေနံချက်ဆက်ယုံဟာလဲဘာကြောင့်မှမသိပဲပောက်ကွဲကမိအကြီးကျယ်လောင်ကျွမ်းခဲ့လို့အာနာပိုင်တွေဟာ ပောက်ဝဲရတဲ့အကြောင်းရင်းကိုအသေးအတန်စစ်ဆေးနေကြပါတယ်။အဲ့ဒီနောက်မှာတော့ဘူဒါပက်စ်မှာပြုလုပ်မဲ့အစီအစဉ်ဟာချက်ချင်းတွဲဆုံမှုမရှိသေးဘူးလို့အင်ဖြူရောကအောက်တိုဘာ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာနှစ်ဖက်တပ်တွေရောက်ရှိနေတဲ့ခြေတန်းကိုအခြေခံပြီးငြိမ်းချမ်းရေးသဘောတူညီမှုပြုလုပ်ဖို့ယူကရိန်းနဲ့ EU ကဖိတ်ခေါ်ထားပါတယ်။မဟာမိတ်နိုင်ငံတွေဟာယူကရိန်းကိုစစ်ရေးနဲ့စီးပွားရေးပံ့ပိုးမှုမြင့်တင်ပေးဖို့နဲ့ ရုရှားကျူးကျော်မှုကိုဟန့်တားဖို့အဓိကထားပြီးလန်ဒန်မှာဆွေးနွေးပွဲတရက်ကိုအောက်တိုဘာ24ရက်မှာကျင်းပဖို့စီစဉ်နေကြပါတယ်။အမေရိကန်ဟာကိုလံဘီယာရဲ့အချုပ်အခြာအာဏာကိုကျူးကျော်ချိုးဖောက်ခဲ့တယ်လို့ကိုလံဘီယာဘက်ကဆိုထားပြီးအပြင်းမဲ့ငါးဖန်သမားနိုင်ငံသားတအုပ်ကိုအမေရိကန်ကဒုံးကျည်နဲ့ပြစ်ခတ်ခဲ့တယ်လို့ကိုလံဘီယာတမရဂူစာအိုပက်ထရိုကအောက်တိုဘာ16ရက်မှာသူ့လူမှုကွန်ရက်ပေါ်ကြီးတာခဲ့ပါတယ်။တင်မောပေါ်မှာ မွေးစေးဝါအကျန်းဖတ်သမား၄ဦးပါပြီးတိုက်ခိုက်မှုကြောင့်၂ဦးသေဆုံးခဲ့တယ်လို့ကြံရည်တဲ့၂ဦးကိုမူလနိုင်ငံတွေဖြစ်တဲ့အီကွေဒေါ်နဲ့ကိုလံဘီယာကိုပြန်ပို့ပေးပြီးတရားစွဲဆိုနေတယ်လို့ထရန့်ကပြောဆိုထားပါတယ်။ဒီတင်းမောဟာအမေရိကန်ကမ်းခြေကိုရောက်ခဲ့ရင်တင်းဆောင်ထားတဲ့မွေးစေးကြောင့်အမေရိကန်2500လောက်အသက်ဆုံးရှုံးရမှာဖြစ်ကြောင်းကုန်ကြောင်ရေချောင်းကန်တွေမှောင်ခိုတင်ပို့နေတဲ့မွေးစေးဝါအကျန်းဖက်သမားတွေကိုတီးခံမှာမဟုတ်ဘူးလို့ထရန့်ကရေးသားထားပါတယ်။ ဒီတစ်ပတ်မှာပဲတရုတ်ကွန်မြူနစ်ပါတီရဲ့အကြိမ်20မြောက်စရုပ်ထအကြိမ်မျက်နှာဆုံညီအစည်းအဝေးကိုပေကျင်းမြို့မှာအောက်တိုဘာ20ရက်ကစတင်ကျင်းပနေပါတယ်ဒီအစည်းအဝေးမှာ15ကြိမ်မြောက်9နှစ်စီမံကိန်းကာလတဲ့အသေးစိတ်လှုပ်ဆောင်သွားမဲ့လုပ်ငန်းစဉ်တွေကိုချမှတ်သွားမှာဖြစ်ပါတယ် တရင်နေတာမကပဲတခြားစိတ်ဝင်စားကြတဲ့တရင်တွေလည်းရှိပါသေးတယ်။အမေရိကန်မြို့တော်ဝါရှင်တန် DC အပါအဝင် နိုင်ငံတဝန်းမှာတမရထရန့်ကိုစန်းကျင်ဆန္ဒပြနေကြတဲ့တရင်။ထိုင်းဝန်ကြီးချုပ်ဟောင်းပေတုံတန်ဖြူတိုင်းပါတီခေါင်းဆောင်ယာရုကန်နေနှုတ်ထွက်သွားတဲ့တရင်။နှစ်ပေါင်း60လောက်လက်နက်ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တဲ့ဒိမတ်နိုင်ငံကတိုက်ခိုက်ရေးရိုင်ဖယ်တွေပြန်ထုတ်တော့မဲ့တရင်။ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ဟောင်းရှိတ်ဟာစီနာကိုတည်တံပေးဖို့တောင်းဆိုနေကြတဲ့တရင်။ ပြင်သစ်နိုင်ငံပြားလိုက်ထဲကအဖိုးမဖြတ်နိုင်တဲ့ခြေအောင်နန်းစဉ်ရတနာတွေဖောက်ထွင်းခိုးယူခံရတဲ့တရင်ဟောင်ကောင်မှာကုန်တင်လေရင်ပြေးလန်းချော်လို့လေသိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးတိတ်ဆုံးသွားခဲ့တဲ့တရင်အဂတိလိုက်စားမှုနဲ့ဖမ်းဆီးခံရရတဲ့ရုရှားဒုတိယမြို့တော်ဝန်ဟောင်းပြစ်ဒဏ်လွတ်မြောက်ဖို့စစ်မှုထမ်းစဉ်ယူကရိန်းစစ်မြေပြင်မှာတိတ်ဆုံးသွားတဲ့တရင်ဂျပန်ပါလီမန်ကနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်လိုက်တဲ့တရင် အင်ဒိုနီးရှားမှာမီးတောင်ပေါက်ကွဲပြီးလူနေအိမ်တွေပေါ်ပြာတွေဖုံးလွှမ်းလာလို့ဘေးလွရာရွှေ့ပြောင်းနေကြရတဲ့သတင်းစားတဲ့သတင်းတွေလည်းဖြစ်ခဲ့တဲ့ဆိုတာတင်ပြရင်ယခုတစ်ပတ်နိုင်ငံတကာသတင်းတုံ့တက်ဖော်ပြမှုကိုဒီမှာပဲရက်လိုက်ချင်ပါတယ်